ဆရာကြီးတူဝင်ရဲ့ကိုတင်ချိုင်းတန်တာဣစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါတယ်ရှင်အပိုင်း28တစုံတယောက်သောသူဖြစ်တွင်လိုက်သည့်ကြောက်ခဲတစ်လုံးသည်လေသာပြင်းထဲမှတဆင်အခန်းထဲသို့ဝင်လာပြီးအိယာပေါ်တွင် ပက်လက်လှန်၍မျက်စိစုံမှိတ်ကနှစ်ဖူးပေါ်လက်တင်စဉ်စားနေသော သီရိပြိုက်ကွန်ဤရှင်ဝဘောသူတဲ့တဲ့မမတ်ကြလာသဖြင့်သီရိပြိုက်ကွန်သည် မျက်စိကိုအတာယာဖွင့်ကြည်လိုက်သည်ရှင်ဝဘောသူကြလာသည့်ကြောက်ခဲမှာနောက်စလုံးသာသာမျှတာရှိပြီအရှိန်ပြင်းစွာကြရောက်လာခြင်းမဟုတ်ဘဲအတာယာကြလာခြင်းဖြစ်သည့်အပြင်ကြောက်ခဲတွင်ပေတို့တရွက်ကျိုးနှင်ချီ၍ပါလာသည်ကိုတွေ့ရသဖြင့်သီရိပြိုက်ကွန်သည်ကြောက်ခဲကိုကောက်ယူလိုက်ပြီး ကျောက်ခန်းနှင့်အတူပါလာသည့်ပေတူကိုခေါင်းရင်းလေသာပြတင်းမှဝင်လာသည့်အရုံတက်ဆာခြင်းရောက်နေ၏မိမ့်မိန်သောအလင်းရောင်အောက်တွင်ထောင်ကြည့်လိုက်လျာပေရွက်ပေါ်တွင်ဝိုင်းဆက်သည့်လေရင်များဖြင့်ရေးသားထားသောစာတန်းကိုမြင်ရသောကြောင့်ထိုစာတန်းကိုတစ်လုံးချင်းဖတ်ကြည့်လိုက်လေသည်အရေးကြီးသောကိစ္စတစ်ခုနှင့်ပတ်သက်၍ဆွေးနွေးစရာရှိပါသဖြင့်ဥယျာဉ်တော်၏အစွန်ရှိကံကောမြိုင်တို့တယောက်ထဲလာခဲ့ပါနင့်ကေတရာ လက်ရည်မှာနှင်းကေတရာဤလက်ရည်နှင်းခက်ဆင်စင်တူဒီကိုဒေဒီပြတ်ကွန်တတိပြုမိတဲ့ဖြင့်ခပြကရအိယာမှာလူလဲထလိုက်ပြီးစစ်တီတော်ကောင်ပီတာစွာလင်းမြန်ဖြက်လက်စွာအဝိစားများကိုလဲလဲ၍မိမိအမြဲတမ်းကင်ဆောင်နေကြလက်သုံးတော်ကိုတင်ချိုင်းတန်တာကိုလွှဲ၍အိတ်ခမ်းမှထွက်လာကအကြအိတ်ပြောနေတော်သူများအားအနှောက်ယှက်မဖြစ်စေရန်ခြေပြားထောက်၍ဆင်းလာခဲ့ပေသည်။နနဲ့အရုံတက်ချိန်ရောင်နီလာစားပြုပြီးဖြစ်နေလျား အိတ်တန်းဆင်း၍အစာရှာထွက်လာသောငှက်ငယ်တို့၏တဘာဝတေးတံများကိုလည်းကြားရပေသည်။တီတီပြက်ကွန်သည်ဆန်အိမ်တော်မှဆင်းလာခဲ့ပြီးဥယျာဉ်တော်ကိုဖြတ်ကျော်ကအေးအဝါသာကမ္မနာသည့်ခန့်ကော်မြိုင်သို့ ပေါ်ပါသွက်လက်သည့်ခြေလမ်းများဖြင့်လာခဲ့ပေသည်။ကျန်ဝင်းသောဥယျာဉ်တော်အတွင်မှဖြတ်ကျော်စီစဉ်လျက်ရှိသည့်စံကြောင်းကလေးမှတသွင်သွင်စီးနေသည့်ရေလိုင်းတံများသည်ကျင်းငှက်သာရကံများ၏တဘာဝဒေတံကိုဒုရီယာဂီတာတံနှောပေးလိုက်သလိုဖြစ်နေပေသည် တီရီပြတ်ကွန်သည်ခြေတလန်းတာတာများသာရှိသည့်စမ်းကြောင်းကလေးကိုဖြတ်ကျော်၍နေပြောက်မထိုးနိုင်အောင် အရေးအဝါသာကောင်းလာသည့်ခန့်ကော်များရှိရာသို့လာခဲ့ရမှအစီရီဆိုင်ဖြိုးထားသည့်ခန့်ကော်ပင်မျိုးများအောက်သို့ရောက်သောအခါအနီနာတဝိုက်တွင်နင်းကေတရာရှိလင်းမြေအထင်ဖြင့် လက်ပတ်ကြည့်ရှုနေစဉ်လေမတိုက်ဖဲတင်းရွယ်လှုပ်ရှားသံများနှင့်အတူအစာရှာထွက်လာသောငှက်ငယ်တို့သည်ဂန့်ကော်ပင်ပေါ်တွင်နားနေရမှရုတ်တရက်အလန့်တကြားအောင်မြင်၍ပြန်တန်းသွားကြသည်ကို တွေ့ရသဖြင့်စစ်တီတော်ကောင်းပီတာစွာအစဉ်တရီရှိသောတိရီပြတ်ကွန်သည်မြက်ခင်ပေါ်သို့လင်းမြန်ပြက်လက်စွာဝှက်ချလိုက်လေသည်ထို့သောလင်းမြန်ပြက်လက်စွာဝှက်ချလိုက်သဖြင့်သာတိရီပြတ်ကွန်မှာတိပေးမှတိတိကလေးလွတ်မြောက်ခရာခြင်းဖြစ်သည် မြက်ခင်းပေါ်တို့ဝေချလိုက်သည့်အချိန်၌ပင်စောင်းကျိုးတင်းရမှရုတ်တရက်ပြတ်သွားသည့်အတန်နှင့်တူသောအတန်တတန်ထွက်ပေါ်လာပြီးမိမိဥခေါင်းပေါ်မှဖြတ်၍ဝီကနဲမြည်သွားသည့်အတန်ကိုပါတက်ဆက်တဲချရပေသည်ဝီကနဲမြည်သွားသည့်အတန်မတိတ်မီဒေါက်ခနဲမြည်သွားသည့်အတန်ကိုလည်းဆက်တိုက်ကြရသည်ဖြင့်မြက်ခင်းမော်ရင် ဝင့်နေရမှအတန်ချရာသို့လှည့်ကြည့်လိုက်ရာမိမိဤအနီးရှိကန်ကော်ဘင်ဤပင်စီတွင်မြားဒစင်းဆိုင်နေသည်ကိုတွေ့ရပေသည် ဒီဒီပြိုက်ပွဲမှာအထွေထွေများသူဖြစ်တဲ့ဖြင့်မြက်ကင်းပေါ်ရင်ရက်နေရာမှာကြည်လင်တောက်ပြောင်သည့်မျက်လုံးများဖြင့်များပြက်လိုက်သည့်နေရာသို့ကြည်လိုက်ရာကန်းကော်ပင်များဤပင်စီကိုအကာအကွယ်ယူ၍မိမိရှိရာသို့လာနေသောသပင်ဆုပ်ဖွားနှင့် လူတယောက်ကိုမြင်ရသောကြောင့် ဒီရီပြက်ကွန်သည်လက်သုံးတော်ကိုတင်းချိုင်းတန်တာကိုတအိမ်မှဆွဲထုတ်ပြီးခုခံရန်အသင့်ပြင်နေပေသည်သပင်းဆုပ်ဖားနေသူမှာမျက်နှာတွင်အဝိနက်စီးထားသဖြင့်မိသူမိဘဖြစ်သည်ကိုမသိရပေဝိဇာရာသည်ဝိဇာများမှလည်းဟောင်းနှွမ်းဆုပ်ချလျက်ရှိသည်ကိုတွေ့ရသည် ထိုသူ၏လက်တစ်ဖက်တွင်ဒူးလေးတစ်လက်ကိုကင်ဆွဲထားသည်ကိုတွေ့ရပြီးကြံတစ်ဖက်တွင်တော့ဓမြကိုကင်ဆောင်ထားသည်ကိုတွေ့ရပေသည် ်ဒီဒီပြိုင်ပွန်သည်မြက်ခင်းပြင်ပေါ်တွင်ဝစ်ပြီးရန်သူအားအလစ်မပေးဘဲမျက်ခြေမပြတ်ကြည့်နေစဉ်တာယာသောတခြင်းနှင့်တန်ထွက်ပေါ်လာသည်ဖြင့်မျက်နာတွင်ဝိနှံစီထားသူသည် ခြေလန်းတန်သွားပြီးတခြင်းနှံကိုအာယုံဆိုင်လျက်ရှိစဉ်ကြက်ကားကိုစောင့်နေသောဒီဒီပြက်ကွန်ကကိုသိန်းချိုင်းတန်နာကိုမျက်မြန်စွာစုပ်ကန်ကမျက်ခင်းပေါ်တွင်ဝေပြီးချောင်းနေရာမှာလင်မြန်စွာထ၍စမင်းစုပ်ဖွားနှင့်ဒူးလေးကန်ဆောင်ထားသော ရန်သူရှိရာသို့လွားကနေခုံကတချိန်တူးကပ်လာခဲ့ပေသည် ဒူးလေးဆွဲကင်ထားသောမျက်နှာပုံးနှင့်ရန်သူမှာဒိဋ္ဌိဖြတ်ခွင့်ဤခြေတံကိုကြားသည့်နှစ်တပြိုင်တည်းထဲဒူးလေးကိုပင်မတင်နိုင်ပဲကန့်ကုန်ပင်များအကြာမှအကွက်ကောက်ပြီးဖနောင်းနှင့်တင်မှာတသားတဲ့ချအောင်ထွက်ပြေးလေတော့သည် ဒီပြည့်ပြတ်ကွန်ဒီထိုးသူအားအမိလိုက်ရန်ကြိုးစားတော်လဲထိုးသူမှာလူပုံမန်းနေမလိုက်အောင်လင်မြန်ပြတ်လတ်သူဖြစ်သည့်အပြင်အိနီယာတဝိုင်းပထူဝင်ချင်းဒီကိုကောင်းစွာသိသူဖြစ်နေတဲ့ဖြင့်နေပြောင်မထိုးအောင်အိတ်အဝါသာကောင်းသည့်ကန့်ကောပင်များကိုအကာအကွယ်ယူကာလက်ပတ်ကွေ့ကောက်ပြီးထွက်ပြေးတဲ့ဖြင့်ရုတ်တရက်မိအောင်မလိုက်နိုင်ပဲရှိနေလေသည်မြန်နပောင်းတဲ့လူမှာကန့်ကောမြိုင်ကိုဖြတ်ကျော်၍ဒေါ်ဆက်ရှိခြုံနှံများကိုကာကွယ်ယူကာစင်ချီရှော့တိုင်းထွက်ပြေးသွားတော့ကြောင်း တီတီပြန့်ကွန်သည် လူကိုမမြင်ရတော့လဲခြေတံကိုနားထောင်ပြီးထိုသူ၏နောက်သို့မှန်းဆ၍လိုက်ပါလာခဲ့စဉ်မိမိအမိကိုခေါ်တန်းကြားလိုက်ရသောကြောင့်အတန်လာရာသို့လက်ကြည့်လိုက်သောအခါမိမိရှိရာသို့အပြေးလွှားလာနေသည့်နှင်းငယ်သရာကိုမြင်လိုက်ရသဖြင့်တီတီပြန့်ကွန်၏ခြေလမ်းများရက်တန့်သွားပြီသည်မျက်နှာပုံးနှင့်လူကိုလည်းမျက်ခြေပြတ်သွားလေတော့၏စည်တော်ကြီးစည်တော်ကြီးမလို့ဖြစ်တာလဲ နင်းကေသရာက မောကြီးပန်းကြီးပြေးလာရင်မေးလိုက်လေသည်လူရုပ်မှတရားကိုရိတ်ခနဲမြင်လာရလို့အရှင်ရရအတေရရဖမ်းရအောင် အမိလိုက်လာခဲ့တာပါလက်ထဲမှာလည်းဓာကြီးကန်လို့ပါလားမျက်နှာကြီးကလည်းခြောက်ရှားပါလားလူတို့များအစိမ့်လိုက်ဝါစားတော်မလားအောင့်မရတဲ့အစိမ့်လိုက်ဝါစားခြင်းလို့မိအောင်လိုက်လာခဲ့တာပဲတီတီပြိုက်ဝန်ကရန်သူကိုမျက်ကြည့်ပြသွားသဖြင့်တော့ပါနေပေသည် လူရုံမှာဆိုတာဘာလို့လဲစောစောကတိပင်ကျိုးတိပင်ကြပြောက်ွယ်သွားတဲ့လူကိုပြောတာမဟုတ်လားမှန်ပါတယ်လက်ရဖန်းစီမိဖို့တည်တည်လေးလိုတော့မှလွတ်သွားတာအဲဒါထားဖို့ကောင်းတယ်ဘယ်သူဘယ်ဝါမှန်မသိလိုက်ဘူးလားမျက်နာမှာအဝိနဲ့စီးထားလို့ဘယ်သူဘယ်ဝါမှန်မသိလိုက်ဘူးတီတီပြက်ကွန်ကအခဲမကြေသည့်အမှုရာဖြင့်ပြောလိုက်လေသည်စီတီတော်ကြီးကြည့်ရတာဒေါဘာနေပုံရတယ်ဘာဖြစ်လို့များဒါလောက်တောင်ဒေါဘာနေရတာလဲ ခွေတရိဇံကိုလက်ရဖန်းစီမိဖို့တီတီလေးလိုတော့မှလွတ်သွားလို့ဒေါ်ပါနေတာပါခုမှတော့အကြောင်းမထူတော့ဘူးသူ့နောက်လိုက်သွားလို့လည်းမဖြစ်တော့ဘူးနေရာကယူပြီးပြန်ပြီးရံမှုမှဆိုရတယ်ဥယျာဉ်တော်ထဲပဲပြန်ကြတာကောင်းပါတယ်ဒီနေရာမှာဆိုအန်ဒီရများပါတယ်တီတီပြက်ကွန်ကတတိပေးလိုက်တယ်တီတီပြက်ကွန်ပြောလိုက်သည့်စကားကိုကြားရတော့ကနိကေတရာ၏မျက်နှာမှာတိတိတသားကြီးဖြူဖက်ဖြူရဖြစ်သွား၏စီတီတော်ကြီးပြောရမှန်းနဲ့ဒီနေရာတိတ်အန်ဒီရများတယ် စစ်တီတော်ကြီးပြောမှသခင်မသတိရပြီးချက်သိမ်းမွေးညင်းနောက်ထမိတယ်လားလာလာသွားကြစို့ဒီကေဒရာဒီတောင်ရင်တိအတန်ဖြင့်ပြန်ပြောရင်ဒီဒီပြက်ကွန်ကိုအာဂိုသည့်မူရာဖြင့်မိမိ၏ဖြူဝဲနူးညံ့သည့်လက်ချောင်များဖြင့်ဒီဒီပြက်ကွန်၏ ဂျန်နန်သောလက်ကဝိတ်ကိုစုပ်ကိုင်ထားလိုက်လျာတိရိပြက်ကွန်မှာလောကကြီးတစ်ခုလုံးကိုပင်မေ့လူမတက်ဖြစ်သွားပြီးတော့သည်နိဂေတရာမမှုတစုံတရာစဉ်းစားမိသည့်အမှုရာဖြင့်ထိတ်လန့်တုန်လှုပ်နေပေသည်တိရိပြက်ကွန်၏လက်ကိုစုပ်ကိုင်ရင်ဥယျာဉ်တော်ရှိရာသို့ပြန်လာခဲ့ကြစဉ်တိရိပြက်ကွန်မှာမြေကြီးနှင့်ခြေပေါ်အားထိသည်ဟုပင်မထင်ပဲလေထဲတွင်လမ်းလျှောက်ရပြီးတကယ်သို့မကြုံစဘူးထုခဲ့သည့်အရာသာကိုခံစားနေရပေသည် စံကြောင်းကလေးအနီးသို့ရောက်လာချိန်တွင်အရှိစီမှနေလုံးကြီးထွက်ပေါ်စာပြူပြီးဖြစ်၍တတွင်တွင်စည်းစင်းနေသည့်စံကြောင်းကလေးနှင့်ဥယျာဉ်တော်မှဖြော့တော်သည့်နေအောင်ကြီးအောက်တွင်နန္ဒဝင်ဥယျာဉ်နှင့်နေလငါလာအလှချင်းပြိုင်နေသည်ဟုထင်မှတ်ရပေသည်နေအောင်ကြီးကိုမြင်ရသည့်အခါနှင်းကေတရာမှာကြောက်စိများတစတစခွဲပြောက်သွားသည်ဖြင့်တိတိပြတ်ကွင်ဤလက်ကိုလွတ်လိုက်ပြီးတက်ပြင်းချလိုက်လေသည်။ခုမှပဲတက်မှန်မှန်ရှူနိုင်တော့တယ်။ ကံကိုမြိုင်တော်တန်းကိုဖြတ်ကျော်လာခဲ့တော့ဆိုရင်အသက်တရိတ်ရိတ်နဲ့အသက်တော်မှမမရှူနိုင်ဘူးနိဂေတရာသည်တာယာသောနတ်နတ်ခင်ရှုမျောခင်ကိုငေးဆိုင်ကြည့်ရင်ဂျီနုသည်အသွင်ဖြင့်ပြောလိုက်လေသည်နိဂေတရာ၏မျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်နေရမှအဖြူပေါ်တွင်ပန်းတူရောင်တန်းစာပြူလာသည်ဖြင့်နိတရာတရာဆင်းရှိသည့်နတ်နတ်ခင်နေရောင်ခြည်အောက်တွင်လှကျင်တိုင်းလှ၍နေပေသည်နတ်နတ်ခင်ရဲ့တာယာတဲ့ရှုမျောခင်ကတော့ဂျီနုကြောင့်မကောင်းဘူးလား ရှာရှာထွက်လာကြတဲ့ကြီးငှက်တာရကလေးရဲ့တဘာဝတေးတံကကောတိတိတရာနဲ့ပလီပလာနဲ့နဝေမစိမ့်မှုလားလေးပြီးလင်းကြီးရိုက်စော်သွင်းလိုက်တဲ့အခါတိရွယ်ချင်းရိုက်ခဲ့တဲ့အတန်တွေကနတ်ဆောင်ဒုရိယဂီတတန်နဲ့အရုံဥကိုကြိုးစိုးနေတယ်လို့မထင်ရဘူးလားတီတီပြိုက်ပွန်သည်နှင်းကေတရာအားကျောင်းစီများပြောက်ပဲသွားစီရန်နှင့်ကြည်လင်ရွှင်လန်းလာစီရန်နက်နက်ခင်းတာယာပွန်ကိုချင်းမွန်ကန်ပွင့်လာရာနှင်းကေတရာသည်တီတီပြိုက်ပွန်အားတစိတစောင်းချီပြီးမတိမတာပြုံးလိုက်လေသည် ဓာတ်တလက်ကိုအရင်တီးပြီးတေမင်းနဲ့စစ်ခင်းလာခဲ့တဲ့စေတီတော်ကြီးပဲမယ်။ကြပြဆန်းဆန်းစိတ်ကူးရင်သားပါလား။စေတီတော်ရင်မကြီးဖြစ်ပါလျက်နဲ့ကြပြဆန်းဆန်းစိတ်ကူးရင်သားကိုတွေ့မြင်ရတော့လဲအလိုလိုကြည်နူးလာပြီးညီမတော်နှင်းဧကရီရဲ့ကြပြဆန်းလာတဲ့ပူဇာဘက်စီမန်းလာပုံကို စိတ်အာရုံနဲ့မြင်လာတယ်။ဒါနဲ့ညီမတော်နှင်းဧကရီကစေတီတော်ကြီးရဲ့ရဲဘော်ရဲဘဲဖြစ်တဲ့မင်းစီသူနဲ့ပူဇာမျှနေကြပြီးမဟုတ်လား။အကြီးပြားပြောပြလို့တခင်မတိရပြီးပါပြီ။ နိကေသရာက စကားဆပေးလိုက်လေသည်ဤစကားအမှန်မှာအခုလိုသားရာကြီးနူးဝဲကောင်းတဲ့ချိန်မှာတခင်မကိုမျိုးသားကြီးရဲ့တမီဦးနိကေသရာဖြစ်နေမဆက်ဆံမဲအရက်သူခင်စောမဲဖြစ်နေရင်းရင်းနှီးနှီးဆက်ဆံစေခြင်းပါတယ်စစ်တီရောကြီးကိုလည်းအဆွေခင်မွန်ကောင်းတယောက်နေနဲ့သွေးရင်သားရင်လိုသဘောထားပြီးပြောစရာရှိတာကိုပွင့်ပွင့်လင်းလင်းပြောခြင်းပါတယ်ဟုတ်ဟုရှင်နာစီကတစ်ပင်ရိပ်အောင်မှာဆွေးနွေးစရာရှိတာကိုအေးအေးဆေးဆေးဆွေးနွေးကြရရင်မကောင်းဘူးလားနှင်းကေတရာသည် တီရီပြန်ကုန်အားရှေ့ဆောင်ပြီးစမ်းချောင်းလေးကိုဖြတ်ကျော်၍နေပြမထူအောင်အေးအဝါသာကောင်းသည့်ခန်းကောပင် ပြူတော်ရှိရာသို့ ရောက်လာခဲ့ပေသည်တီရီပြက်ကွန်မမုံနိငေတရာနှင့်အတူလိုက်ပါလာစဉ်နနက်ခင်းဤလေပြေလေးညင်းများယူဆောင်လာသည့်နိငေတရာဤခန္ဓာကိုယ်မှအမွေနတာများသည်သူဤခန္ဓာယုံကိုတစိမ့်စိမ့်ခန်းစားနေရစေသဖြင့်ယင်ထဲတွင် တိတ်ကနဲစိတ်ကနဲဖြစ်၍နေပေသည် ဆန်းချောင်းလေးကိုဖြတ်ကျော်လာကြစဉ်နင်ဂေတရာသည် ထမိန်ကိုခြေစလုံးပေါ်အောင်ဆွမ်းအောင်ဆွဲလာခဲ့သည်ဖြင့်၎င်း၏ဖြူဝဲနှုတ်ထွက်သည့်ခြေပမူးခြေပွားနှင့်ခြေစလုံးသားလေးများကိုခြေလန်းလှမ်းလိုက်သည့်အခါတိုင်းလှမ်းရမြင်ရသည်ဖြင့်တည်တည်ပြတ်ကုန်မှခြေလန်းကိုဝင်မမှန်မလန့်နိုင်ပဲအိုနေခန့်နှင်းဖြစ်နေလျာမိမိစိတ်ကိုတတိနှင့်ထိ ंछ ုပ်ပြီးအိန္ဒိယရရလိုက်ပါလာခဲ့ရပေသည် နေကေဒရာမှာစံချောင်းကလေးကိုဖြတ်ကျော်ရမှနောက်သူမတိမတာလှည့်ကြည့်လိုက်တော့ကမိမိတလုံးသားကိုကတန်းရှုပ်ပြီးလိုက်ပါလာတော့တိတိဖြတ်ဝန်ကိုမြင်ရသဖြင့်ရှက်စနိုးသည့်အမူအရာဖြင့်တစ်ဖက်သို့လှည့်သွားပြီးနောက်စံချောင်းဤဟုမှဖက်သို့ရောက်သည့်နေ့တပြိုင်နက်တည်းထမိန်စာကိုဆွဲချလိုက်ပေသည်အီးဖျားကခင်စော့မယ်ကိုချီတန်းရှိတယ်လို့ကဲ့ရဲခဲ့တာကိုစစ်တီတော်ကြီးအမတ်ရသေးတယ်မဟုတ်လားအီးဖျားကတော့ ကိုလုံးကိုယ်တဲ့တီတီကွေကွေနဲ့ပူပူပြက်ပြက်ဆိုတော့ခင်စောမယ်ကိုခြေတန်းရှိတယ်လို့သူ့မျက်စီထဲမြင်နေမှာအမှန်ပဲစီတီတော်ကြီးကဘလို့သဘောရတယ်လဲနိဂေတရာဒီခါတိုင်းဆိုလေမိမိကိုမိမိတခင်မဟုပြောလို့ရှိတော့လဲယခုအချိန်တွင်မူစောစောကစကားပလင်ခံထားသည့်အတိုင်းမိမိငယ်နံမယ်ကိုဖော်၍ယင်းဤသည့်အမှုရာဖြင့်ဆန်းချောင်းကိုကူးဖြတ်ခဲ့ခြင်းကမိမိခြေစလုံးပေါ်သွားသည်ကိုအဆက်ပြေပြောလိုက်ခြင်းဖြစ်ပေသည်မှန်ပါတယ် အဲတိတိမာလာတခင်မကြီးကတော့ကိုလုံးကိုယ်နဲ့တိတိကွိကွိနဲ့တစ်တရရချစ်စရာကောင်းလာပါတယ်။နေကေတရာတခင်မကတော့မနှိမ်လို့မမြင်လို့မပိန်လို့မဝါလို့မဖြူလို့မညိုလို့ဆိုတဲ့အပြစ်၆ပါးနဲ့ကင်းစင်ပြီးခါသိလို့ယဉ်ချီဘရုံမဏီဆိုတဲ့ဇာကနဲ့အညီအချို့စစ်ပြည့်ပြတ်ပါပေတယ်။တိရိဖြတ်ကွန်ကမျက်နှာသေးကြီးဖြင့်ပြန်ပြောလိုက်လျာနှင်းကေတရာသည်ဖြူဝင်းညီညာသောသွားများပေါ်အောင်ပြုံးလိုက်မိပေသည်။စီတီတော်ကြီးပင်မဲလဲဇာကအရာမှကျွဲပေးသားပဲကဲ ကန့်ကော်ပင်ပြူရဲ့အိမ်မှာလင်းငင်းခံရင်အေးအေးဆေးဆေးစကားပြောရအောင်နှင်းကေတရာက ပြောပြောဆိုဆို ပင်စီတွင်များတန်ဆောက်ဝင်နေသည်ကန့်ကော်ပင်ပြူ၏အိမ်အောက်ရှိမြက်ခင်းမြင်ပေါ်တွင်ခြုံလာကိုခင်း၍ထိုင်လာလေသည်စစ်တီတော်ကြီးထိုင်လေနှင်းကေတရာကမိမိအနီးတွင်ထိုင်ရန်ညွှန်ပြရင်းပြောလိုက်လေသည်နှင်းကေတရာသခင်မသာထိုင်တော်မူပါတိတိပြက်ကွန်ကပြန်ပြောလိုက်ရာနှင်းကေတရာသည်မိမိအားသခင်မဟု ခေါ်လိုက်သည်ကိုသဘောတော်မကျသည့်အမှုရာဖြင့်တိတိပြတ်ပုံအားပြန်ကြည့်လိုက်သည်တခင်မလုံးခေါ်စမ်းပါနဲ့ခင်စောမယ်လို့ရိုးရိုးပဲခေါ်စမ်းပါကောင်းလာပါပြီခင်စောမယ်လို့ခေါ်ခွင့်ပြုရင်ခေါ်ပါမယ်ဒါကိုတာထပြီးစောစောစီစီဘလို့အကြောင်းကိစ္စရှိလို့ဥယျာဉ်တော်ထဲတယောက်ထဲဆင်းလာရပါသလဲတိတိပြတ်ကမိမိသိလို့ဒီအချက်ကိုမေးလိုက်လေသည်ဘာကြောင့်ကိစ္စမှမရှိပါဘူး ချွေရည်စိတ်ကူးပြီးအိတ်ဆက်လိုမပြောနိုင်တာနဲ့လေသာပြင်းရင်းကိုဖွင့်ပြီးနန်းနန်းခင်ရဲ့သားရပုံကိုထွက်ကြည့်ရင်လင်းညှင်းခန်းနေတာပါဒီလိုလင်းညှင်းခန်းနေတော့စစ်တီတော်ကြီးဥယျာဉ်တော်ထဲဆင်းလာတာမြင်လို့စစ်တီတော်ကြီးနောက်ကိုနောက်ရောက်ခံပြီးလိုက်လာခဲ့တာစစ်တီတော်ကြီးနဲ့အခုလိုလွတ်လွတ်လပ်လပ်တွေ့ရတဲ့ချိန်မှာပြောစရာရှိတာကိုပြောပြီးတိုင်ပင်စရာရှိတာကိုတိုင်ပင်ရရင်ကောင်းမလားလို့ဥယျာဉ်တော်ထဲဆင်းလာခဲ့တာညီမတော်နှင်းအေဂရီနဲ့မင်းစီသူတို့ကိစ္စကိုဆွေးနွေးခြင်းလို့ပါလား ီရီပြက်ကွန်ကလန်းခင်းပေးလိုက်လေသည်မဟုတ်ပါဘူးခင်စောမယ်ပေါ်မှာစစ်တီတော်ကြီးဘယ်လိုမြင်လဲဘယ်လိုသဘောထားလဲဒါကိုပုံပုံလင်းလင်းသိချင်တယ်ခင်စောမယ်မှာပြည့်စည်ရင်မညာမတာပြည့်တင်ဝေဖန်စီချင်တယ်ခင်စောမယ်ရဲ့အမားတွေကိုလည်းတစ်ခုစီတစ်ခုစီကွက်ကွက်ကွင်းကွင်းမြင်လာအောင်ထောက်ပြစီချင်တယ်စိတ်မစိုးဘူးဆိုရင်တော့ပြောပါမယ်ဒါပေမဲ့ပထမဥစွာမင်းစင်သူနဲ့နှင်းအေဂရီတို့ပူဇာရေးဆက်ဆောင်စည်းကြပုံကိုနင်းကေတရာသခင်မ အဲအဲလေးရောင်းလို့ခင်စောမယ်တည်တင်တယ်လို့တည်ထားနေရအောင်ရှင်းပြခြင်းမသေးတယ်။မင်းစီသူနဲ့နှင်းအေဂရီကိုပန်းလိုက်ထိတ်ထားဒီနေ့မှလာတခင်မကြီးရဲ့သမီးတော်ဖြစ်မွေးစားထားတဲ့တူမတော်ဖြစ်ကြောင်းတော့မသိပါဘူး။ယာရောရှင်ဘောလဂွန်နဲ့တလက်ထော်တို့ရဲ့ဇနီးမောင်နှံရဲ့တူမမိညုံများဖြစ်တာသိခဲ့ကြပါတယ်။ယူသားတဲ့လေတော်သူမိညုံများအဖြစ်မေတ္တာမျှခဲ့ကြပြီးအကျဉ်းလင်းများပွားရောက်ရှိခဲ့ကြတယ်ဆိုတာကိုခင်စောမယ်တည်ထားစေခြင်းပါတယ်။မင်းညိုများက ပန်းလိုင်းထိတ်တာဒေရီမာလာသခင်မရဲ့တူမတော်ဖြစ်ကြောင်းသာစောစောကသိမယ်ဆိုရင် မင်းစီသူနဲ့ရေဆက်ဆောင်စည်းဖို့အကြောင်းကံကစီမံလာမှာမဟုတ်ဘူးဝေဝေကရှောင်တော့မှာပါဒီပြက်ကွန်ကမင်းစီသူပေါ်တွင်အိတ္တိယတိုက်တူသမားဟုအထင်မလွဲစေရန်ရှင်းပြလိုက်လေသည်လက်ဆာသက်တော်ညီမတော်နှင်းဧကရီကဘောလကွန်ရဲ့ယာတော့မှလာပုတ်နေတာကိုဒါကရေးမကြည့်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီး မိခင်ရဲ့နှုတ်နဲ့မစင်သေးတဲ့တူမတော်ကိုဖျားယောင်းသွေးဆောင်ရမလားဆိုပြီးရီးပြတော့သဘုံထနေတယ်။ဖျားယောင်းသွေးဆောင်တဲ့လူကိုပါမင်းပြစ်မင်းတန်တင့်အောင်လက်စားချိန်မယ်လို့ကြောက်ဝနေတယ်။ခင်စောမယ်အနေနဲ့ကတော့ညီမတော်နေ့ရီဂရီတို့ဇနီးမောင်နှံကိုတတ်နိုင်တဲ့အကူအညီပေးခြင်းနဲ့စိတ်ဆန္ဒရှိပါတယ်။ခင်စောမယ်မိကန်နှင်းကေတော်ရာကတိတိပြတ်ကွင်အမူအရာကိုမတိမတာကြည့်ရင်မပွင့်တပွင့်ပြောလိုက်လေသည်။ဒီစကားကြားရတာဝန်တာအားရရှိလာပါတယ်။ ခင်စောမယ်ရဲ့အကူအညီကိုသာရမယ်ဆိုရင်အလုံးအစင်ပြေသွားနိုင်ကြရရှိပါတယ်။ခင်စောမယ်ကူညီမှအစင်ပြေမှာလား။လယုံကြီးရောနှလုံးကြီးရောပြေသွားတယ်။ပညာရှိသူကမင်းစစ်တီတော်ကြီးတီတီပြတ်ကွန်တယောက်လုံးမမမတ်မရှိနေတာပဲမဟုတ်လား။သူတို့ဇနီးမောင်နှံရဲ့ပြဿနာကိုအစင်ပြေအောင်ဖြေရှင်းပေးဖို့ပညာရှိသူကမင်းကြီးတီတီပြတ်ကွန်ကိုတာဝန်ပေးလိုက်ပြီးတာပဲ။သူများရဲ့ကိစ္စကိုဆွေးနွေးနေမယ်ဆိုခင်စောမယ်ကိုစစ်တီတော်ကြီးဘယ်လိုမြင်လဲဆိုတော့ပုံပွင့်လင်းလင်းပြောရပါမလား။ နင်းကေတရာက ပြုံးစီစီမူရာဖြင့်တည်တည်ပြတ်ကွန်အားထေလိုက်လေသည်ပွင့်ပွင့်လင်းလင်းပြောရင်စိတ်ဆိုးမှလားတည်တည်ပြတ်ကွန်က ပြန်မေးလိုက်ခင်းဆုံးမဲ့စိတ်ဆိုးမှကိုစစ်တီတော်ကြီးကြောက်သလားစိတ်ဆိုးမှကိုကြောက်လို့မေးတာမဟုတ်ပါဘူးသိကျင်လို့မေးနေတာပါစိတ်ဆိုးမှမကြောက်ဘူးဆိုပြောလေကောင်းပါပြီပြောပါမယ်တီတီပြက်ကွန်ကပျော့ပျော့ဆူဆူမိမိခံတဲ့သူတစုံတယောက်သောသူကပြစ်သွင်းလိုက်သည့်ကြောက်ခဲလုံးနှင့်အတူပါလာသော နေကေတရာ၏လက်မှတ်နှင့်စာလွှာကို ထုတ်ယူလိုက်လေသည်တိရိပြတ်ကွန်၏လက်ထဲတွင် စာလွှာတဆန်ကိုမြင်လိုက်ရသောအခါနင်းကေတရာသည်မိမိနှင့်အတူယူဆောင်လာသည်မိုးအောင်အောင်ဆက်သားသည့်ကြပြလင်္ကာများကိုတတိယသဖြင့်တိတိပြတ်ကွန်အားလက်ဝါးကပြလိုက်လေသည်နင်းနေပေါင်းနေပေါင်းစစ်တီတော်ကြီးကိုပြောစရာစကားတခုချန်သေးတယ်စစ်တီတော်ကြီးလက်ထဲကဆာလွှာကိုမြင်ရတော့မိုးအောင်အောင်ပြဆက်သားတဲ့ကြပြလင်္ကာလေးပြေးပြီးတတိယရတယ် ။ကြပြလင်ငါတွေကတော့နန်းတွင်စာဆိုတော်ကြီးရှုံးပြရလောက်အောင်ပြောင်ပြောင်ပါပေးတယ်။သူ့ရဲ့ကြပြလင်ငါတွေဖက်ရတဲ့အခါတိုင်းသူ့ပေါ်မှာအကြီးညိုမတိုးပဲမနေနိုင်ဘူး။မုန်းတော်မောင်တော်ဖះကသာစာစီစာကုန်အသုံးနှုန်းအဖွဲ့အနွယ်တွေနဲ့ပြောင်ပြောင်သလောက်စကားအရာမှလည်းစီတီတော်ကြီးလို့ဒါကျွေးဝမယ်ဆိုမဟုတ်တော့ဘောင်တော်ဖះပေါ်မှာခင်းစောမယ်မေတ္တာတုံ့ပြန်မိမှတင်ကြတယ် နှုတ်နဲ့ဖဲသောလူကြီးမိဘတွေဝန်းနှင်းကြီထားခဲ့ကြတဲ့အတိုင်းစူလျာရစ်ပတ်ထိမ့်မြလက်ထက်ပေါ်ပါသဘောတူမိမှာအမှန်ပဲအင်းဒါပဲမယ်ခင်စောမယ်မိခန်နင်းကြီးတရာသည်တီတီပြက်ကွန်အားအထိပ်ပဲပြေပါသောမျက်လုံးများဖြင့်ကြည့်လိုက်လေသည်ထို့နောက်ပြုံးစည်းစည်းမထီတီပြောလိုက်လေရာတီတီပြက်ကွန်ကမိမိမေးလိုသည့်မေးခွန်းကိုမေးရန်သတိမရတော့ပဲနင်းကြီးတရာအားမျက်တော်မခက်ငေးဆိုင်ကြည့်နေမိ၏ဒါပင်မဲနင်းကေတရာက တိတိပြန့်ဝင်အမှုရာကိုအကဲခံရင်စကားဆလိုက်ပြန်သည်တို့ရရင်ရှေ့မဆက်နိုင်သေးပဲထိုနေရာမှာပင်ရပ်တန့်သွားပြန်ရှေ့ဆက်ပြီးမိန်တော်မူပါဦးတိတိပြန့်ဝင်ကနှိကေသရာပြောမိစကားကိုကြားလို့သည်စိတ်ဆန္ဒပြင်းပြသည့်မူရာဖြင့်လန်ခင်ပေးလိုက်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်ကျွန်တော်တို့တာပါ